မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 10ရက်နေ့အတွက်နောက်ဆုံးရအနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကြီးကြီးတက်ချမ်းသာပြီးမိမင်္ဂလာပွဲမှာလက်ဖွဲ့ငွေလက်ခံမှုပြင်ဆင်ထားလို့လူပြောများနေတဲ့စုပြည့်တစင်းနဲ့ဟင်းဝီရန်တို့ရဲ့မင်္ဂလာပွဲတည်ဝိုင်းစုခိုင်သိန်းနဲ့မယူခင်ကဖြစ်ရက်တွေကိုအကြောင်းသိရလူဒဲဖော်ရဲတည် KTV မှာလုတ်ခင်ရာကြောင့်အတူပြက်တွေဝစ်ပါရဲဆိုပြီးဝေဖန်ခံနေရတဲ့ပုပ်ပုပ်တည် ငငယ်ကကျောင်းမရှိစားစာပေးခံရလို့လို့မျက်နှာစုပုပ်သွားရတဲ့အကြောင်းကိုပြောလာတဲ့ဆိုမြတ်သူစားတဲ့ခရိုနီတထင်းရီနဲ့လက်ထပ်ခဲ့ပေးမိတွက်ချိန်မကိုက်ပဲအရှုံးပေါ်သွားတဲ့တင်းယုံဆောင်မင်းသမီး၃ယောက်တည်နေဖြစ်ပါရဲ့ရှင်ကြီးကြီးတက်ချမ်းသာပေးမိမင်္ဂလာပွဲမှာလက်ဖွဲ့ငွေ လက်ခံမှုပြင်ဆင်ထားလို့လူပြောများနေတယ်ဆုံးဖြည့်တစင်းနဲ့ဟင်းဝရန်တို့ရဲ့မင်္ဂလာပွဲချမ်းသာရင်ဆိုပေမယ့်ဖိတ်စာပေါ်မှာလက်ဖွဲ့ငွေပေးခြင်းတီးခံမှာဆိုရင် စာမပါလို့လူပြောများနေတာကစိုးပြစ်တစင်းနဲ့ဟင်းဝရန်တို့မင်္ဂလာပွဲပါ အလုံးတီကြတဲ့အတိုင်းမကြခင်အချိန်တော်တွင်မှစုပြည့်တစင်းနဲ့ဟင်းဝင်ရန်တို့ရဲ့မင်္ဂလာပိတ်သိပ်ပွဲနဲ့မင်္ဂလာဧကံပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပကြတော့မှာဖြစ်ပါတယ်။စုပြည့်တစင်းနဲ့ဟင်းဝင်ရန်တို့ဟာပြည်သက်ချက်တော်နိုင်ငံကျော်တင်းဥဆောင်မင်းသားနဲ့မင်းသမီးတွေမို့သူတို့ရဲ့မင်္ဂလာပွဲကတော်တော်လေးကိုကြီးကျယ်ခမ်းနားမှာတော့သိကြပါပဲ။ဒါပြင်အလုံးသိကြတဲ့အတိုင်းဟင်းဝေဟာနမကြီးရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်စောင့်လုပ်ရေးကုမ္ပဏီပိုင်ရှင်သားမို့လို့လေတော်တော်လေးကိုချမ်းသာကြွယ်ဝပါတယ် ဒါကြောင့်လေဟင်းဝီရန်နဲ့စိုးပြေတစင်တို့ဟာမင်္ဂလာပရီဝက်တင်ကိုနိုင်ငံခြားထီတောင်တကူးတကသွားရောက်ရှိုက်ကူထားတာပါ။ ဒါပြင်တံမိုးကြီးရတနာရီလေးတစ်ခုပြီးတစ်ခုဝစ်စင်ပြနေတယ်လို့စုပြည့်သစင်းရဲ့ဟင်းဝီယန်တို့ဟာနိုဝင်ဘာ14ရက်နေ့ Novotel Hotel Max မှာပြုလုပ်မယ်မင်္ဂလာပွဲအခမ်းအနားကိုလည်းနိုင်ငံခြားကမင်္ဂလာပွဲအခမ်းအနားစီစဉ်သူတွေကိုခေါ်ပြီးစီစဉ်ခိုင်းထားတယ်လို့သိရတာပါဟင်းဝီရံနဲ့စုပြည့်တစင်တို့ဟာမင်္ဂလာဖိတ်စာကိုတော့အမိုက်စာစီစဉ်ထားတာပါ။ဒါပေမဲ့လည်းတခုထူးခြားကလူပြောများနေတာကစုပြည့်တစင်ရဲ့ဟင်းဝီရံတို့ရဲ့မင်္ဂလာဖိတ်စာမှာမင်္ဂလာလက်ပွဲပေးခြင်းတိခတ်မှာဆိုရဲစာမပါတာပါပဲ တကယ်တော့ခုနောက်ပိုင်းမြန်မာနိုင်ငံကထိတ်တန့်သတိရရဲ့မင်္ဂလာပွဲတွေမှာလက်ဖွဲ့ဝင်လက်မခံဆိုရင်စာရန်ဟောင်းသူတို့ရဲ့ကြွယ်ဝမှုကိုပြသတဲ့ဂုဏ်သိက္ခာတစ်ခုလိုတော့ပြင်လာခဲ့ပါတယ်။ ဝင်းမောင်ရွှေဟီမင်္ဂလာပွဲမှာတော့လက်ဖွင့်ငွေလက်မခံပါဘူး။လူတွေကြားရင်နှိုင်းရှင်စရာဖြစ်သွားတာကပြီးခဲ့တဲ့ရက်ပိုင်းမှာလုပ်ခဲ့တဲ့မြမော်ဘာစိုက်ပျိုးရေးစင်းနဲ့တက်မြင့်ရောစာတားရင်မင်္ဂလာဆောင်ပါပါ။အဆိုပါမြမော်ဘာ CEO ကိုပြည့်စုံရင်မင်္ဂလာပွဲဖိတ်စာထဲမှာလက်ဖွင့်ငွေပြင်တာတီးခံမှာလူချင်းမင်းတို့ကိုယ်တိုင်တက်ရောက်ချင်းမြင်တာကပဲစစ်မှန်တဲ့ဂုံပြူကြီးဖြစ်ကြောင်းပြောထားတာဖြစ်ပါတယ်။ ဒါကြောင့်လေလူတွေကသဘောကျနေကြတာပါဒါပေမဲ့ကြီးကြီးတက်ချမ်းသာပါတယ်ဆိုရင်နိုင်ငံကျော်မင်းသားမင်းသမီးမင်္ဂလာပွဲမှာတော့လက်ပွဲငွေမထည့်ရဘူးလို့မပါတာကလက်ပွဲငွေလက်ခံမယ်ဆိုရင်သဘောမဟုတ်လူပြောများနေတာဖြစ်ပါတယ်သူတို့လောက်ချမ်းသာတဲ့တိုင်ဝမ်ကဒီလိုလက်ဖွဲ့ငွေကိုပြန်မျောကိုးနေတာလားဒါမှမဟုတ်တက်ရောက်လာတဲ့ဧည့်သည်တွေကိုအတိမတ်ပြုတဲ့အနေနဲ့ပြန်ထည့်ဝင်ခွင့်ပေးလိုက်တာလားဆိုတော့ကတော့ဝေဖန်စရာအချက်တစ်ချက်ဖြစ်လာခဲ့ပါတယ် တချို့ကတော့ဟဲဝိရဲ့နဲ့စုပြည့်တစင်တို့ဟာထင်းတလောက်မချမ်းသာလို့မင်္ဂလာပွဲနီးနေတာတော့ပွဲတက်ကြုံညာဆိုင်လုံးနေရတယ်လို့တချင်းလေးပတ်စုံနေရကြောင်းဒါပြင်မင်္ဂလာပွဲအခမ်းအနားတွေကလည်းစေဟီဂရီနဲ့တခြားသောစီးပွားရေးလုပ်ငန်းတွေကကြုံညာနေမှုဟဲဝိရဲ့နဲ့စုပြည့်တစင်မင်္ဂလာ၆ပွဲဆောင်တာကစီးပွားရှာတာငွေရှာတာပါလို့ဆိုကြတာပါတချို့ကလည်းမင်္ဂလာပွဲကိုစပွန်ဆာရင်းအများကြီးနဲ့လှူထားတာအခမဲ့ပွဲလို့ပြီးလက်ဖွဲ့ငွေပါရှူတဲ့ဆိုတဲ့သဘောမျိုးတက်ရောက်နေလို့မလို့တဲ့လို့ပြင်းပြထန်ထန်ထောက်ပြနေကြတာပါ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောစုပြည့်တစင်းနဲ့ဟင်းဝီရန်ရဲ့မင်္ဂလာပွဲကိုဘလို့မြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဝိုင်းစုခိုင်တဲ့နယ်မယူခင်ကဖြစ်ရတွေကိုအကြောင်းသိတဲ့လူတွေဖော်ပြီး ။ဝိုင်းစုနဲ့ကွဲကွာပြီးနောက်မှာလူကြီးနေနားထောင်လို့လုံးဝမသိတော့တဲ့အတန်ဖိုင်နေထွက်ခဲ့တဲ့တဆုံတရားဟာဆိုရင်အခုခါမှလည်းဝိုင်းစုခိုင်းသိနဲ့မယူခင်ကဖြစ်ရတဲ့ကိုအဖို့ခံလိုက်ရလို့အဆက်ကွဲနေပါပြီ။ဒီကိစ္စဟာအီဒီယိုနှုတ်ဆက်ပွဲကနေစတင်ခဲ့တာဖြစ်ပြီးရီမော့မီသားစုကမချင်းတဲ့ချက်တွေကိုထုတ်ပြောရတာကနေအဲ့ဒီလူရဲ့ငယ်ကျုံးငယ်နာတွေပါပါလာခဲ့တာပါ ကြားတဲ့တဲ့င်းနေရအဲဒီလူဟောင်းဝိုင်းစုခိုင်သိန်းနဲ့မရှိခင်မှာတတော်လေးကိုဒုက္ခရောက်ခဲ့ပြီးဆင်မော်တချင်းစုဖို့ကိုတော့သူများစီမှာအောက်ကြနောက်ကြခွင်တောင်းခဲ့ရတာဖြစ်ပါတယ်။ဝိုင်းစုနဲ့မယူခင်ပထမအိမ်ထောင်ကြတော့လေမြင်းဒီကောင်းမှဒုက္ခရောက်လို့ရီမော့မီကပဲအိုးခွက်ပကန်းကစားပြီးခဲ့ပြီးစောက်ရှောက်ပြီးခင်ရတာပါ။ အိမ်တောင်စီဖြစ်တာတော့ပတ်စံမရှာနိုင်တဲ့အတွက်ကျုံတဲ့ခါတိုင်းမုံဘိုးငါးတောင်ပေးခဲ့သေးတယ်လို့လည်းဆိုပါတယ်။အဲဒီကနေမှတစင်ရီမိုရဲ့ဒီဝိုင်းတွေကအောင်မြင်လာပြီးအီဒီယိုအဖွဲ့ကိုအမိပြုလို့အစွန်ရောစပီနာမည်တစ်လုံးနဲ့ရက်တည်နိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဝိုင်းစုခိုင်သိနေအလုံးသေးတဲ့အတိုင်းအိမ်တောင်ကြခဲ့ပါတယ်။ဒါပေမဲ့လည်းဗီဇာကမပြောင်းလေတော့ဒုတိယအိမ်တောင်မှလည်းပတ်စံကောင်းကောင်းမရှာနိုင်ပေဝိုင်းစုနေရဲ့လုပ်စာတွေကတမိသားစုလုံးထိုင်စားနေကြတာပါ ဒီအကြောင်းကိုဝိုင်းစုခိုင်တဲ့ကိုရိုင်းအင်တာဗျူးဖြေထားတာလေးလည်းရှိပြီးလက်ပါနှိပ်စက်တဲ့အတိအကြီးတန်းနဲ့လုံရက်တီကိုလည်းပြုမှုခဲ့ပါသေးတယ်။မကြောင်းဝင်မနာတာတန်ဖိုင်နေကလည်းအဲ့ဒီလူရဲ့ဇေယိုက်စုကိုမြင်သာစေပါနဲ့။ဝိုင်းစုကိစ္စကိုဖင်လိုက်ရင်တော့ရီမိုရဲ့အမေဟာသူ့အပေါ်မှာကျေးဇူးများကြီးရှိပါတယ်။ပထမအိမ်ထောင်နဲ့ဆင်းရဲဒုက္ခရောက်နေတော့ကလည်းကျွေးမွေးပြီးစောင့်ရှောက်ခဲ့တယ်လို့အစွန်တော်ဖြစ်အောင်လဲတက်နိုင်ရလမ်းကြောင်းကနေကူညီပေးခဲ့ပါတယ် ဒါကိုနမလေးရှားလာတော့မှမဟာဆူရှင်ကြီးကိုက်ဖန်နေတာဟောင်းလုံးဝလူမြင်မကောင်းတဲ့လုံရပါပဲ။အန်တီခင်မြတ်မုံကိုတော့သူကပြန်ပြီးကျေးဇူးတဲ့စကလုံးတွေပြောဆိုခဲ့ပါသေးတယ်။ပရိသတ်တို့ရောအဲ့ဒီလူကိုတိကျလားဆိုတော့နေတိရယ်ဆိုရင် comment မှာနမလေးရှင်းခဲ့ပေးကြပါအောင်ရှင်။ကတီဘီမှာလုတ်ခဲ့တာကြောင့်အတိုးပြက်တွေဝိပါနေဆိုပြီးဝေဖန် ခံနေရတဲ့ပုံပုံ အသေးခွင့်တစ်ချင်းနေနဲ့တနိုင်ငံလုံးရဲ့အသေးနှလုံးကိုတင်ပိုက်ထားတဲ့အဆိုတော်ပူပူကတော့ဖခင်ဖြစ်သူရဲ့နှစ်ပတ်လည်နေ့မှာတော့စနေနံသာဖုံးထားတဲ့အင်ဂျီတစ်မျိုးကိုဝစ်စင်လို့ဝေဖန်ခံနေရပါတယ်ပူပူဟာအနုပညာလောကထဲကိုဘသူကူညီမှမရှိဘဲဝင်ရောက်လာသူဖြစ်ပြီးအတွင်တည်နေရတော့အစောရောဖြစ်ဖို့အတွက် KTV မှာအလုံးဝင်ရင်တင်းစင်နေချီပတ်စံတွေကိုစုခဲ့တယ်လို့သိရပါတယ် ဒီလိုနဲ့မိဘကိုလည်းပြန်ထောက်ပံ့အစရောဖြောင်းနဲ့ကြိုးစားခဲ့ပြီးနောက်မှာပို့ပို့ဆိုပြီးနာမည်တလုံးရခဲ့တာပါ။ဒါပေမဲ့လည်းနေပွဲတွေကိုလိုက်ဆိုတဲ့အခါပို့ပို့ရဲ့ဖက်ရှင်ဟာအရင်ကဟော်နေတာကြောင့်အရင်ကတည်းကဝေဖန်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းခုဖခင်ရဲ့နှစ်ပတ်လည်နေမှာတော့မရှောင်မိန်လုံးဝမြင်မကောင်းတဲ့ငွေရောင်အင်ချီအချက်ကိုဝစ်ဆင်လိုက်ချိန်မှာတော့လူကြီးတွေရဲ့မျက်လုံးထဲမှာပြောစရာပူပီးဖြစ်လာခဲ့ပါတယ်။ ပိုပိုကလည်းလုံးဝရှက်ရွံ့ခြင်းမရှိဘဲသူမရဲ့အဲ့ဒီအင်ကြီးနဲ့တိဆိုဖျော်ပြတဲ့ပုံရိပ်တွေကိုဆိုရှယ်မီဒီယာမှာဝေမျှထားခဲ့ပါတယ်။ဒါကြောင့်တချို့ပြည်သက်တွေက KTV ကလာတော့ KTV စီရိုက်မပြဘူးဖေးတည်သွားတဲ့နေမှာတော့ဒီလိုဟော့ရရန်ဖြစ်နေတာဘလောက်မျက်စိရှက်စရာကောင်းလဲသာသမီဆိုရာမိဘကိုထောက်ပံ့နေုံနဲ့မပြီးပါဘူးမိဘကုန်တင်တဲအောင်အနေထိုင်နေတတ်ရတယ်လို့ပြောဆိုဝေဖန်ခဲ့ကြပါတယ် ဒါပေမဲ့လည်းအကောင်းမြင်ပေးတဲ့ပြည်သက်တွေကတော့မင်းတို့လိုမိဘလို့ဆောင်ထိုင်စားပြီးကြီးပြင်းလာတဲ့သူမဟုတ်ဘူး။သူချေတော့ပေါ်သူရက်တည်နေတာရှိုးပွဲမှာရှိုးပွဲနဲ့တူအောင်ဝင်မှာပေါ့မြမဝမ်းဆက်ဝပြီးခနေလို့မှမရတာ။ပူပူကိုယ်တိုင်ဖုန်ကြီးเจ้าနေတော်တဲ့ချိန်မလုံမချုံအတူပြက်နဲ့တွေ့ရင်ပါလာရိုက်လို့ပြောထားတယ်လေ ူကိုယ်တိုင်မြမဝတ်စုံလက်လာလေးတွေနဲ့ရိုက်ထားတဲ့ပုံတွေကြားရင်ဘာမှမတင်ကြဘူးမရှဲကြဘူးရှိုးပွဲတွေမှာဆိုတဲ့ပုံတွေတူလို့ပြက်လို့နဲ့မြမနိုင်ငံကလူတွေအများစုကစိတ်တက်တွေကိုကအောက်တန်းချတာသူများတင်းနေလျှောက်ပြောမယ်အပုတ်ချမယ်ဆိုထိတ်ဆုံးကပဲလို့ဝင်ရောက်ကာကွယ်ပေးခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောအစရောမလေးပူပူကိုတည်ကြလားတကယ်ပင် KTV စီရဲ့ဖြစ်နေလားဆိုတော့ comment မှာရေးပေးခဲ့ကြပါအောင်ရှင် ငငေကကျောင်းမရီးစားစားပေးခံရလို့လို့မျက်နှာစုပုတ်သွန်းရတဲ့အကြောင်းကိုပြောလာတဲ့ဆိုမြသူဆောင်အမျိုးပညာလောကမှာမျက်နှာထားတင်းတင်းနဲ့ချက်တည်ရှိရှိလှပနေတဲ့မင်းသမီးကတော့ဆုမြသူဆောင်ပါ တချို့ကဆုံဆုမြသူဆောင်ကို မင်းကတော်ရှုံမျိုးလို့သတ်မှတ်ကြပါတယ်အထူးသဖြင့်ဆုမြသူဆောင်ဟာအရှမ်းမြင့်မြင့်ခန္ဓာကိုယ်ချိုးစားကြနာစွာနဲ့လှပနေတာပါဆုံးမြတ်သူဆိုင်မျက်နာကလည်းအိန္ဒြေဂုံတိတ်ခါကြီးမားစွာနဲ့ချက်တည်ရှိရှိလှနေတာပါ ဒါကြောင့်လဲစုမြတ်သူဆာဟာအခုချိန်ထိအောင်မြင်တဲ့ထိတ်တန့်မင်းသမီးဖြစ်နေတာပါတချို့ကလည်းစုမြတ်သူဆာမာမာနာကြီးမဲ့ရှုံးလို့ဆိုကြပါတယ်အခုကမှတော့စုမြတ်သူဆာကသူမမျက်နှာစုပုတ်နေရတဲ့အဓိကအကြောင်းရင်းကိုပြောလာတာဖြစ်ပါတယ်အဲ့ဒါကတော့စိုးမြတ်သူစာဟာငယ်စဉ်ကတည်းကစပင်ရှိရှိအရှမ်းမြင့်မြင့်နဲ့ကျောင်းမှာရှိစားစားတော်တော်လေးပေးခံရတယ်လို့ဆိုပါတယ် ဒါကြောင့်လေဆုမြတ်သူဆောင်ဟောင်းသူမကိုကောင်းလေးတွေရှင်အောင်မျက်နှာထားတည်တည်နဲ့စူပုံနေရကနေအခုလိုမာနာကြီးတဲ့ရုပ် ဖြစ်လာတာပါလို့ပြောလာတာပါဒီရုပ်ရည်ကမင်းသမီးဖြစ်တာတော့ဖြောင့်မရခဲ့ဘူးလို့လဲဆိုပါတယ်ဆုမြတ်သူဆောင်ဟောင်းရုပ်ရှင်မင်းသားဆိုသူနဲ့ချစ်သူတွေဖြစ်ခဲ့တယ်လို့အမေရိကန်ကတတိယကြီးတယောက်နဲ့အင်တောင်ကြပေးမယ်အခုချိန်မှာတော့စင်ကေပေါ်ကနေဖြတ်တန်းနေတာဖြစ်ပါတယ် ိုနီတထဲရီနဲ့လက်ထပ်ခဲ့ပြီးမယ်တွက်ချီမကိုက်ပြဲရှုံးပေါ်တော်နဲ့တရုတ်ဆောင်မင်းသမီး၃ယောက်ခုချိန်မှာလူပြောများနေတာက ခရိုနီတထဲရီနဲ့လက်ထက်ကချမ်းသာကျွမ်းဝနေတဲ့မင်းသမီးတွေပါအထူးသဖြင့်ဝမ်မုံရွှေရီပို့ချပြုခင်ဤချော့ပုံမြတ်တူတူစားနေမင်းသမီးတွေကထိတ်တန်းတထဲရီနဲ့ညာကထိတ်တန်းတထဲကြော်ရီဖြစ်နေတဲ့ဆိုပြီးလူတွေကအားကြကြတာဖြစ်ပါတယ်ဒါပေမဲ့ခရိုနီတထဲရီနဲ့လက်ထက်ပြီးမှအိမ်တော်ခွဲအရှုံးပေါ်မွေးသွားတဲ့မင်းသမီးတွေလည်းရှိနေတာပါ ဒီဗီဒီယိုထဲမှာတော့ချမ်းသာတဲ့တထေးကြီးတွေကိုလက်ထပ်ခဲ့ပေးမယ်။မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ကြပဲ။ချမ်းသာတဲ့ဘဝပျော်ရွှင်တဲ့ဘဝကိုမပိုင်ဆိုင်နိုင်ရတဲ့မင်းသမီး၃ယောက်ကိုပြောပြပေးတော်မှာပါ။နံပါတ်၃ဝိုင်းစုခိုင်တဲ့တေးဥဆောင်စုံရောဝိုင်းစုခိုင်တဲ့ကတော့လူငယ်ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကိုအကမြင့်ကျူနဲ့လက်ထပ်ခင်တာဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲကလည်းတကယ့်ကိုကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပခင်တာပါ။ ါပေမဲ့လေကိုဟုတ်ကမြင့်ကျူနဲ့ဝိုင်းစုခိုင်တဲ့တို့ဟာအိမ်တော်ရင်တာရှင်မခံလိုက်ပင်လူသဘောတူလမ်းခွဲပြစေခဲ့ကြတာပါအခုချိန်မှာတော့ဝိုင်းစုခိုင်တဲ့ရလေအိမ်တော်ချက်များကစင်ကယ်ဖြစ်နေသလိုကိုးကမြင့်ကျူကလည်းနောက်ရင်တောင်းနေသားသမီးတွေနဲ့အတူတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါပြီ။နမနဲ့မြက်ကီတီအောင်ဝိုင်းရင်မင်းသမီးကြီးမြက်ကီတီအောင်ဟာလည်းချမ်းသာတဲ့တထေကြီးကုံလက်ထက်ခဲ့ပေမယ့်အိမ်တော်ရေးစင်မပြေဖြစ်ကတခုလည်းဖြစ်ရသူလို့ဆိုရမှာပါ။ မြမယုတ်ရှင်လောကမှာကယ်ဒမီစုနှစ်စုတင်ပိုင်နိုင်ခဲ့တဲ့မျက်ကေတီအောင်ဟာအတိတ်တစ်ချိန်မှာချောမောလာပါတဲ့မင်းသမီးတလက်ပါဒါကြောင့်လည်းမျက်ကေတီအောင်ဟာတတိကြီးမောင်အောင်စောလန်းနဲ့2006ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာမင်္ဂလာလက်မှတ်ထိုးထိမ်းများခဲ့ပါတယ်။ဒါပေမဲ့လည်းတရုတ်ဆောင်မင်းသမီးကြီးမျက်ကေတီအောင်ရဲ့အိမ်ထောင်ရေးကတာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးမျိုးမဟုတ်ပါဘူး။ဒါကြောင့်လည်းလက်ထပ်ပြီးနှစ်အနည်းငယ်ကြာမှလမ်းခွဲခဲ့ရတာပါ။ အခုချိန်မှာတော့တရုတ်ဆောင်မင်းသမီးကြည်မြက်ကေတရားဟာစင်ကာပူကနေဘဝကိုရွေးရှင်အေးချမ်းစွာဖြတ်သန်းနေတာပါ။နံပါတ်၁ချမ်းမိမိကုံမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးရွှေတထည်ကြီးကိုလက်ထပ်ပေးမှတခွန်းလက်ဘဝဖြစ်သွားတာကတရုတ်ဆောင်မင်းသမီးလေးချမ်းမိမိကိုပါ။ချမ်းမိမိကုံဟာအစောပိုင်းမှာတော့ရုပ်ရည်ချော်မော်လာပါပြီးချစ်စရာကောင်းတဲ့မော်ရယ်တရုတ်ဆောင်လေးမဟုတ်ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။ချမ်းမိမိကုံရဲ့အလားတရားကြောင့်သူ့အနာမှာသူမရဲ့ချစ်ကိုလူကျင်နေသူတွေကဝိုင်းဝိုင်းလည်နေကြတာပါ ဒါပေမဲ့လည်းချမ်းမိမိကိုဟာသူမကိုချစ်ခင်တဲ့သူတွေအများကြီးတဲကမှ ရွှေတထေးကြီးကိုစိုးထွန်းရှင်ကိုရွေးချယ်ခင်တာဖြစ်ပါတယ်။ချမ်းမိမိကိုနဲ့တထေးကြီးစိုးထွန်းရှင်တို့ဟာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့တထေးကြီးစိုးထွန်းရှင်ဟာနိုင်ငံတော်ကိုအခွန်ငွေပေးဆောင်ရင်ပြက်ကွက်မှုနဲ့ပြစ်တင်ကြခံရပြီးနောက်မှာတော့ချမ်းမိမိကိုတရားတစ်ခုလက်ပေါ်ဝါနဲ့တာသမီနှစ်ယောက်ကိုပြုစုဆောင်ရှောက်နေရတာဖြစ်ပါတယ်။ ဒါကြောင့်လေချမ်းမိမီကိုဟာခရိုနီတထဲကိုလက်ထပ်ပြီးအိမ်ထောင်ရေးအဆင်မပြေဖြစ်ရသူလို့ဆိုရပါမယ်။အခုပြောပြခဲ့တာကတော့ထိတ်တန့်တထဲကြီးတွေနဲ့လက်ထပ်ခဲ့ပြီးမယ်။ချမ်းသာကျွမ်းဝစွာမနေရပဲတွက်ချိန်မကိုင်းအရှုံးပေါ်သွားတဲ့မင်းသမီး၃ယောက်ပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတွေကရောအခုပြောပြခဲ့တဲ့တရုတ်ဆောင်မင်းသမီး၃ယောက်ကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။